ိတ်ဆွေတို့အခုမြင်တွေ့နေရတဲ့အပင်ကိုတော့ရေစည်းပြူပင်လို့ခေါ်ပါတယ်။ရေစည်းပြူပင် ပြင်စ၅ပါးကိုရေစင်အောင်ဆေးပြီးတော့အလျှောက်လှမ်းပြီးပြုတ်တော့ပေးပါကအတဝါယောဂါကိုပျောက်ကင်းစေပါတယ်။ရေစည်းပြူပြင်စ၅ပါးပြုတ်ရည်ကိုရေဖင်းယောဂါနဲ့စီယောဂါတို့နှစ်ခုတောက်သုံးပေးခြင်းဖြင့်ယောဂါတက်တာပျောက်ကင်းစေပါတယ်။အသေးရောင်အတဝါယောဂါအသေးကြီးရှင်းနှင့်အသေးအစီဖုံးရှင်းတို့အတွက် ရေစည်းပြူပြင်စငါးပါးပြုတ်ကြီးကိုတောက်ပေးရှင်းဖြင့်ယောဂတတ္တာပျောက်ကင်းစေပါれကလေးငယ်များ အရေပြားရာရန်ရှင်များဖြစ်ခဲ့လင်ရေစည်းပြူရွက်တတ္ထုပြုတ်ကြီးတတ္ထုကြီးနှင့်ရေရောဆက်လျက်ဖန်ရည်စေးပေးရှင်းဖြင့်ရာရန်ရှင်များတတ်တာပြောက်ကင်းစီပါတယ်။ညောင်းကြယောဂကိုရီကိုဝါယောဂကူရည်စည်းပြူရွက်ပြုတ်ကြီး တောက်သုံးပေးရပါတယ်။မြေစည်းပြူရဲ့ပြုတ်ရည်ကို တကြားအနှဲငယ်ထည့်ပြီးတော့တိုက်ကြွေးပါကကလေးငယ်များကို အိပ်ပျော်စေပါတယ်။အရေး၌လျှောက်သွေးအောင်လှန်ထားသောမြေစည်းပြူပင်ပြုတ်ရည်ကိုရေပြင်းယောဂကိုရည်ကိုပါယောဂညောင်းကြစီယောဂသွေးဝမ်းနှင့်စီးပူစီးနယ်ယောဂဝေဒနာများကိုတောက်သုံးပေးခြင်းဖြင့် တက်တာပျောက်ကင်းစေပါတယ်ဒီမြေစည်းပြူပင်အားဆိုရင် ရေနှင်းအနီးဆက်ဆုံးနေရာအဆိုတဲရှိသောမြေနေရာတို့မှာအဓိကအများဆုံးပေါက်ရောက်တဲ့အပင်ဖြစ်ပါတယ်နေရာတိုင်းလိုလိုမှာတွေ့ရတတ်ပါတယ်ဒီအပင်အားဆိုရင်ကျွန်တော်တို့ပတ်ဝန်းကျင်တွေမှာခြာရမခတ်တဲ့အပင်ဖြစ်ပါတယ်နေရာတိုင်းလိုလိုမှာဒီအပင်တွေပေါက်ရောက်လျက်ရှိပါတယ်မိတ်ဆွေတို့ထဲမှာလည်း အတုံးဝင်တဲ့သူများရှိရင်ကျွန်တော်ဖော်ပြပေးတဲ့အတိုင်းသုံးဆွဲနိုင်ပါတယ်